တခါတုန်းကသဲအင်းလို့ခေါ်တဲ့ရွာလေးတရွာရှိပါတယ်။အဲ့ဒီမှာအောင်နိုင်ဆိုတဲ့လူတစ်ယောက်နေတယ်။သူ့ဇနီးနာမည်ကစန္ဒာတဲ့။ကြိုးစားပေမဲ့အောင်နိုင်ဟာအလောက်ကင်မရဘူးဖြစ်နေပါတယ်။အလောက်ကင်သေးသေးမွားမွားတွေလှုပ်ဖို့ကြတော့လေသူစိတ်မဝင်စားပါဘူး။ဒီလိုနဲ့သူတို့လင်မယားချမှာစကားများကြရတာပေါ့။ရှင်အလောက်ကိုဘယ်တော့မှလှုပ်မှာလဲ။အလောက်ရွေးနေလို့တော့အိမ်ကဘိုက်ပြေမှာမဟုတ်ဘူးနော်။ မြင်မြန်အလုံးလုံးတော့မဟုတ်ရင်ကျမတို့ငတ်သိကုန်လိမ့်မယ်။ဘာလို့အမြဲတမ်းငါ့ကိုအပြစ်ပြောနေရတာလဲ။ငါနဲ့ကြိုက်တဲ့အလုပ်တစ်ခုခုရမှငါလုံမှာ။ဒီလောက်စာရီဘာရီတက်ဘွဲ့ရီရထားပေမဲ့အလုံးမရတာကိုငါကဘာတတ်နိုင်မှာလဲ။ငါကအရန်ပင်မနဲ့အလုံးမလုံနိုင်ဘူးဆိုတာလေနင်သိရဲ့သားနဲ့။ဒါကိုပြောပြီးအောင်နိုင်ဟာအိမ်ကနေဒေါသတကြီးထွက်သွားပြီးရွာနဲ့ဝေးတဲ့နေရာကိုရောက်အောင်ရှောက်သွားတယ်။ လမ်းမှာ तू ကပုံနာကြီးတယောက်ကိုမြင်လိုက်တယ်။သူ့ကိုလာပူစော်တဲ့လူ၃ယောက်လည်းရှိနေခဲ့ပါတယ်။သူကပတ်စံအများကြီးယူပါတယ်။ဟုတ်တယ်သားတို့မင်းတို့ရဲ့ဒုက္ခတွေအားလုံးကိုငါအဆုံးသတ်ပေးမယ်။ငါရှိနေသရွေ့ဒီရွာမှာဘသူကိုမှကြောက်စရာမလိုဘူး။သွား၃ရက်အတွင်းစင်းရဲသား၁၀ယောက်ကိုပဲပြုတ်ထမင်းနဲ့စမှုစာကျွေးလိုက်။မင်းရဲ့ဒုက္ခတွေအားလုံးကင်းဝေးသွားလိမ့်မယ်။ ထိုလူငယ်ကဖုံးကြီးကိုပတ်ဆံကြော့ပြီးဂျွာဘက်ကိုထွက်သွားခဲ့တယ်။ဒီလိုပဲနောက်ထပ်အမျိုးသားအမျိုးသမီးတွေဟာဖုံးကြီးရှိမှထိုင်ပြီးသူတို့ရဲ့ပြဿနာတွေကို ပြောပြကြတယ်။ဒီလိုနီးနဲ့ပဲဖုံးကြီးဟာပတ်ဆံအများကြီးရှာနိုင်ခဲ့တယ်။ဒီမြင်ကွင်းကိုမြင်နေတဲ့တရဲလေးကောင်ကအရန်ကိုဒေါသထွက်ပြီးပြောနေတာကိုကြားလိုက်ရပါတယ်။ဒီပုံနာဟာလူတွေအကုန်လုံးကိုလိန်ညာနေတာ။အလကားအယောင်ဆောင်ပုံနာပထမတော့ငါတို့ကို ီရွာသားတွေကမတရားတတ်ခဲ့တယ်။အခုလဲငါတို့ရဲ့ဒုက္ခကို ကြောက်လို့ဒီဖုန်းကြီးကလိန်ပြောပြီးလူတွေစီကရင်ပတ်စံတွေယူနေတယ်။ဒီဖုန်းကြီးကိုတော့ငါတို့အားလုံးပေါင်းပြီးသင်ငန်းစာပေးရမယ်။အောင်နိုင်ဟာအဲ့ဒီဖုန်းကြီးကိုကြည့်ပြီးတွေးတယ်။ဒီလိုလူမျိုးကတော့မှဒီလိုပတ်စံရှာနိုင်တယ်ဆိုရင်ငါလည်းရှာနိုင်ရမှာပေါ့။ဒီအလကားပုံနာကအတူအောင်လေလောက်ပြီးပတ်စံရှာနိုင်နေတာ။ငါကဘာလို့မရှာနိုင်ရမှာလဲ။ ငါအပေါ်ပြီးစမတ်ကြတယ်စာလဲတက်တယ်ဘွဲလဲရှိတယ်ပညာတတ်ဖုံးကြီးလုပ်မယ်ဆိုရင်ကောင်းတာပေါ့ကောင်းပြီငါဒီအကြောင်းကိုစာရကိုပြောပြရမယ်အောင်နိုင်တယောက်အိမ်ကိုပြန်လာပြီးသူ့စိတ်ကူးကိုဇနီးတွေကိုပြောပြတယ်သူ့ဇနီးကအဲ့ဒီစကားကိုကြားတာနဲ့အယန်းကိုဒေါသထွက်သွားပြီးသူ့ကိုတပြက်စီးဆဲချက်နဲ့ရိုက်ပါတော့တယ်ဘာပြောတယ်ဖုံးကြီးလုပ်မယ်ဟုတ်လားအခုချက်ချင်းအိမ်ကနေထွက်သွား မဟုတ်ရင်တပြက်စီးနဲ့ရိုက်ပြီးအိမ်ကနေမောင်းထုတ်ပစ်မယ်။ဒါနဲ့အောင်နိုင်ဟာကြောက်ရွံ့ပြီးအိမ်ကနေထွက်ပြေးခဲ့ရပါတယ်။ဒါပေမဲ့သူ့လောဘကသူ့ကိုမလွတ်ခဲ့ပါဘူး။သူဟာဖုန်းကြီးလှုပ်ဖို့အတွက်ပြင်ဆင်မှုတွေစလုပ်ပါတော့တယ်။မုတ်စိမ်မွေးအတူသပင်အတူကိုဝတ်ထားပြီးဖုန်းကြီးလိုလယ်ဘင်းမှာပန်းကုန်းတွေဝတ်ထားလိုက်ပါတယ်။နောက်တနေ့မှာနှစ်ယောက်သားပူပေါင်းပြီးအိတ်ရှိကန်းကိုတန့်ရှင်းလုပ်ခါလိုအပ်တဲ့ပစ္စည်းကိရိယာတွေအကုန်လုံးကိုချထားလိုက်ကြတယ်။ သူတို့ဟာရွာထဲမှာသတင်းတွေပါလိုက်ဖြန့်နေတရဲနာနာဘာဝပိတ်တာမကောင်းဆိုရာအရိတ်အနရဲ့အတိုက်အခိုက်အမျိုးမျိုးရဲ့ဒုက္ခတွေကိုကုသပေးပါတယ်။ရက်အနှဲငယ်ကြတော့လူတွေက အောင်နိုင်ကိုအဝတ်အစားတွေပေးပါတယ်။အသီးအနှံတွေအစားအသောက်တွေလည်းပေးကြပါတယ်။တချို့ကတော့တခြားအရာတွေပေးကြတယ်။တဖြည်းဖြည်းနဲ့အိမ်ထဲမှာပတ်စံတွေဝင်လာတယ်။မကြခင်မှာပဲသူတို့လင်မယားဟာ ချမ်းသာလာကြပါတယ်။ တနေ့မှလူငယ်လေးတစ်ယောက်ကိုလေးယောက်တွဲပြီးကျိုးနဲ့တုတ်ခါအောင်နိုင်ရဲ့အိမ်ကိုခေါ်လာကြပါတယ်။ဖုန်းကြီးအောင်နိုင်ရေဒီကောင်လေးကိုနတ်နေတရေပူးနေရယ်ကုသပေးပါအောင်။မဟုတ်ရင်ကျွန်တော်တို့ကိုတတ်လိုက်မယ်။ကြောင်မက်ဖွယ်ကောင်းတဲ့ကောင်လေးကိုမြင်တော့အောင်နိုင်ကတကယ်ကိုကြောက်သွားတယ်။ကောင်လေးရဲ့မျက်လုံးတွေကနှီးရဲနေပြီးသွားတွေကိုလည်းဒွတ်ဒွတ်တိုက်ပြီးခြုံထက်နေတယ်။သူ့ရဲ့ကိုလုံးကိုပေါက်ကလည်းလှောက်ခါနေပါတယ်။ အောင်နိုင်ရဲ့သွေးသားတွေတောင်ပျက်စီးသွားသလိုခံစားလိုက်ရပါတယ်။ဒါပေမဲ့လောဘကြောင့်ပဲသူဟန်ဆောင်ပန်ဆောင်စတင်လိုက်တယ်။ Home brand grain swaha Home brand grain swaha Home brand grain swaha အခုမင်းငါလက်အောက်ကိုရောက်ပြီးငါခိုင်းတာကိုပဲမင်းလုပ်ရမယ်။ Home brand grain swaha Home brand grain swaha ဟဲ့ကောင်ငါပြောနေတာမင်းမကြောက်ဘူးလား။ဘလို့ဖြစ်တာလဲဖုန်းကြည့်ရေ။ကျေးဇူးပြုပြီးမန်တန်ကိုတေချာရွတ်ပါအောင်။ ဟေးယူနေလားမန်တန်ရွတ်ဖို့လားထွက်သွားဒီခန္ဓာကိုယ်ရဲကလည်းထွက်သွားဒါကိုပြောပြီးအောင်နိုင်ဟာကောင်လေးရဲ့ပါးကိုနှစ်ချက်သုံးချက်လောက်ပြင်းပြင်းထန်ထန်ရိုက်ပစ်လိုက်ပြီးအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့ကောင်လေးကဘာမှဖြစ်တဲ့အပြင်သူ့ကိုပြန်ကြည့်ပြီးတော့ယူနေပါတယ်ဘလို့လဲဖုံးကြည့်မင်းမှာတခြားမန်တန်တွေမရှိတော့ဘူးလားမင်းငါ့ကိုဘာမှမလုပ်နိုင်ဘူးကြီးနေတဲ့ကောင်လေးဟာရုတ်တရက်ငြိမ်သွားပြီးဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။ဖုန်းကြီး မင်းကနာနာဘဝနှင်သူမဟုတ်ဘူးဆိုတာငါသိရဲ့ငါပါအောင်ရိုက်ခဲ့တဲ့အချက်တိုင်းအတွက်မင်းရဲ့သွားတစ်ချောင်းစီတိုင်းကိုငါချိုးပစ်မယ်ဒီစကားကိုကြားတော့အောင်နိုင်ဟာခဏလောက်ထိတ်လန့်သွားတယ်ဒါကိုသတင်းချန်နယ်ကတရားရောက်ကသူ့ကိုဖော်ထုတ်ဖို့လာတယ်လို့ထင်သွားခဲ့ပါတယ်မင်းဘသူလဲသတင်းချန်နယ်ကများလားငါ့ကိုဖော်ထုတ်ဖို့လာတာလားသတင်းချန်နယ်ဟုတ်လားမင်းကဘလောက်တောင်ကြောက်တတ်တာလဲ ငါမင်းကိုတေချာပေါက်တက်ပြစ်မယ်။အောင်နိုင်ကကြောက်ပင်မဲ့သူ့ရှိကလူအုပ်ကိုမခံချင်စိတ်နဲ့ရဲရင်ကျင်အောင်ဆောင်ပြီးသူ့ဂုံတိတ်ခါကိုကာကွယ်ဖို့ကောင်လေးကိုသုံးလေးချက်ထိုက်ရိုက်ပြီးသူ့ရဲ့ဇလန်းကိုဆက်လုပ်နေပါတယ်။မင်းဒီလိုဆိုမရဘူးဒီတစ်ချက်ယူလိုက်။အောင်နိုင်တကယ်ကိုကြောက်လန့်နေပြီ။သူဟာလူလေးယောက်ကိုကောင်လေးကိုခေါ်သွားဖို့တောင်းဆိုတယ်။ဒါပေမဲ့သူတို့ကငြင်းလိုက်ကြတယ်။အိုးဒီကောင်လေးကိုတရေကြီးတစ်ကောင်ကပူးနေတာပဲ။ အခုချိန်မှာကျွန်တော်ကုသလို့မရသေးဘူးခမရတို့သွားလိုက်ပါမလက်ဖြန်နေခင်းကြမှာကျွန်တော်ကုသပေးမယ်ဖုန်းကြီးရေမငင်းပါနဲ့ဒီလောက်ညကြီးမှာကျွန်တော်တို့ဘယ်သွားရမှာလဲခမရထက်ပိုကောင်းတဲ့ကုသပေးနိုင်သူမရှိပါဘူးခမရစူးစမ်းကြည့်ပါ ကျွန်တော်တို့ဒီမှာထိုင်နေပါမယ်အောင်နိုင်ကသူတို့ကိုရှင်းပြဖို့အများကြီးစူးစမ်းပေမဲ့ဘယ်သူကမှသူ့စကားကိုနားမထောင်ကြဘူးအဲ့ဒီမှာည3နာရီကို ရောက်လာပါတယ် ူတို့ကတော့ထွက်သွားဖို့အစီအစဉ်မရှိကြပါဘူး။ကြည်စံမနဲ့မိုးလင်းတော့မယ်။အချိန်ကြာကြီးဖြစ်နေပြီ။မင်းတို့လေးယောက်ကျေးဇူးပြုပြီးဒီကနေထွက်သွားကြပါကွာ။မဟုတ်ရင်ငါအင်အားသုံးရလိမ့်မယ်။ရုတ်တရက်လူအုပ်ကကြောက်စရာကောင်းတဲ့အတန်တွေနဲ့ရီမောကြပါရယ်။ဘာလို့ထွက်သွားရမှာလဲ။ငါတို့လိုချင်တာကိုမရမချင်းမသွားဘူး။ဒါကိုပြောပြီးသူတို့ဟာကောင်လေးကိုချုပ်ထားတဲ့ကျိုးတွေကိုဖြည့်ပေးလိုက်ပြီးတရေတွေအဖြစ်နဲ့ပျောက်ကွယ်သွားကြတယ်။ အဲ့ဒီမှာအောင်နိုင်နဲ့ကောင်းလေးနှစ်ယောက်ထဲကျန်ခဲ့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတော့အောင်နိုင်ဟာဘောင်းမီထဲမှာပဲတေးပေါက်ချလိုက်မိပါတယ်။အခုမင်းနဲ့ငါပဲရှိတယ်။ဖုန်ကြီးငါတငယ်ချင်းတွေကငါ့ကိုဒီမှာတယောက်ထဲထားသွားတာ။မင်းကဘိုးတော်လူနိုင်မယ်။မင်းကငါသင်ငန်းဆောင်အောင်အောင်ပေးရမယ်။ဒါမှမင်းကမှတ်လောက်သားလောက်ဖြစ်သွားမှာ။ဒါကိုပြောပြီးကောင်းလေးဟာအောင်နိုင်ကိုပါတစ်ချက်ပြင်းပြင်းထန်ထန်ရိုက်ပလိုက်ပါတယ်။ အောင်လိုက်ဟာအဲ့ဒီနေရာမှာပဲလဲကြပြီးသတိမေ့သွားခဲ့ပါတယ်။မနက်မိုးလင်းတော့အောင်လိုက်သတိပြန်ရလာတဲ့အခါဆန္ဒနဲ့ရွာသားတွေသူ့ပတ်ပတ်လည်မှာဝိုင်းနေကြကိုတွေ့လိုက်ရပါတယ်။ငါဘယ်ရောက်နေတာလဲ။ဟိုကောင်လေးကဘယ်မှာလဲ။ဘယ်ကကောင်လေးလဲ။မင်းတော်တော်ကြောက်လန့်နေပုံရတယ်နော်။ရော့ရေတောက်လိုက်ပါဦး။ရွာသားတွေထွက်သွားပြီးတဲ့နောက်အောင်နိုင်က ဆန္ဒကိုညအဖြစ်ပြက်တွေအကုန်လုံးကိုပြောပြတယ်။"ကျမရှင့်ကိုအစတည်းကပြောပြီးသားပါ ီလိုတရေနာနာဘာဝကိစ္စတွေတည်းမပါဘူးဒီအလောက်ကအရန်အနေများတယ်ဟုတ်တယ်ဟုတ်တယ်ငါလည်းအဲ့လိုပဲထင်နေငါဒီအလောက်ကိုဆက်မလုပ်တော့ဘူးမဟုတ်ရင်ဒီတရေတွေငါ့ကိုရှင်ထားမှာမဟုတ်ဘူးပြီးတော့ငါတို့တကယ်ပဲကောင်းတာတစ်ခုကိုလှုပ်ရှင်နေဆိုရင်အဲ့ဒီတရေတွေကိုကျွတ်လွတ်အောင်လှုပ်ပေးရမယ်မနှက်ဖြန်ငါတို့အဲ့ဒီနေရာကိုသွားကြမယ်ဒါနဲ့အောင်နိုင်တဲ့ဆန္ဒဟာအဲ့ဒီနေရာကိုသွားကြပြီး ဖုံးကြီးတစ်ပါးနဲ့အတူသူတို့ကျွတ်လွတ်ဖို့အတွက်စီစဉ်ပေးခဲ့ကြတယ်။အောင်နိုင်မင်းတော်တော်ကောင်းနေအခုငါတို့လွတ်မြောက်တော့မယ်။မင်းလည်းဒီအတူအယောင်ဖုံးကြီးလောက်တာကိုရက်လိုက်ပြီးလူတွေကိုလည်းဒီလိုလိန်ညာတဲ့ဖုံးကြီးတွေရဲ့နောက်ကိုမလိုက်ဖို့အသိပညာပေးပါ။နောက်ဆိုရင်ဒီရွာမှာဘိုးတော်လူလိန်တွေမပေါ်လာအောင်လဲကူညီပေးပါဒါကိုပြောပြီးတရဲတွေဟာလွတ်မြောက်သွားခဲ့ကြပါတယ် ပြီးတော့အရင်ကဖုန်းကြီးအတုကလည်းရင်တိုက်မှုဖြစ်ပြီးထောင်ကျသွားခဲ့ပါတယ်။အဲဒီနောက်မှာအောင်နိုင်ကတော့လူတွေကိုလိမ်မစားတော့ပါဘူး။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။